ကြိုက်ချုံမျိုးရဲ့အချင်းကရနေရာကတော့စံတော်ရှင်ကြိုက်ချီယိုတည်ရှိနေတဲ့ကြိုက်ချီယိုတောင်ပဲဖြစ်ပါတယ်။ရခင်ခါကတောင်တက်ကများမရှိခင်မှာအဲကကောက်ဒီ TikTok comment တစ်ခုမှာဆိုလို့ရှိရင်ကကောက်ကိုအဲ့လိုမျိုးပေါ့ဘာစမှလည်းမရဘူးဘဲတော့မှလည်းမဝင်ဘူးပေါ့ဘာမဝင်နဲ့အမိုက်ပုံတွေကဝါစိတ်ုံမှဆိုပြီးလာမတ်နဲ့ comment တစ်ခုကက တွေ့လိုက်ပါတယ်။အဲ comment မြင်ပြီးကကအရင်စိတ်မကောင်းဖြစ်ရရပေါ့နော်။ ုတ်ကဲ့မင်္ဂလာပါရှင်အော်ဒီနေ့မင်္ဂလာပွဲဟောပါတော့ဒီကကရဲ့မိတ်ဆွေပေါ့နော်အကိုဒီ protection ကဖိတ်လို့ပေါ့နော်တက်ဖြစ်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲ trailer ကြည့်ပြီးတဲ့အရင်သဘောကြတော့ဒီအဲဘာမမရှူလေးရဲ့ဒီပေါ့နော်မမမြင့်မို့အပြိုင်ပေါ့တယုတ်ဆောင်ရတဲ့ပုံမှာဒီဟာတလေးလည်းနှောပြီးတော့အားလုံးပဲခမတီလေးလည်းပါမယ်ပေါ့နော် အဲရီမော့ပြောက်ရွှင်ပြီးတော့ကျင်းနေမဲ့ဇကာလီတကားဖြစ်ပါဖြစ်မှာပါဟုတ်ကဲ့အဲကကားပေါ့နော်ဒီ Miss Grand မြန်မာ2025မှာပေါ့နော်ပြိုင်ပွဲဝင်ထားတဲ့လက်ရှိပေါ့နော်အဲ Miss Grand တိုက်ဖို့ကိုစားပြုပဲဖြစ်ပါတယ်အဲကကဒီအဲ Miss Grand ပြိုင်ပွဲမှာပေါ့ပါအဲ Miss Grand ပြိုင်ပွဲမှာပေါ့နော်ကကဒီလိုချင်တဲ့ result တခုထိတော့မရခဲ့ဘူးပေါ့နော်ကကစုလည်းမရခဲ့ဘူးတော့လည်းမဝင်ခဲ့ဘူးပေါ့နော်အဲ့တော့ကကအပြည့်ပြိတ်သက်တွေ့အတွက်လည်းကကတကယ်ပေါ့နော် အဲစိတ်မကောင်းဖြစ်ရရပေါ့နော်အဲတချို့ဆိုလဲကကောက်အားပေးကြရဲကကောက်အစားစိတ်မကောင်းဖြစ်ကြရဲတချို့ပြိတ္တတွေကြလဲကကောက်ကိုဗလိန်ကြရဲပေါ့နော်ကကာတို့ဒီပြန်ပွဲတစ်ပွဲပြန်ပြီဆိုလို့ရှိရင်ကကာတို့ဒီကိုစွမ်းညံစွမ်းရှိသလောက်ကကောက်အစွမ်းကောင်ကကောက်စူးစားခဲ့ပါတယ်ဒီကကောက်ဒီ National Coach မှဆိုလဲကကောက်ရဲ့ဒီအော်နော်ဝါစီယုတ်ကိုကကောက်အကောင်းဆုံး performance တွေပြသပြီးကကောက်စူးစားခဲ့ပေါ့နော်ပြီးတော့တခြားပြန်ပွဲတွေမှာလဲ ကကစူးစားခဲ့တယ်ဒီကကရဲ့ကောက်ဝဲဆိုလဲရော့မနေအောင်ကကအမြဲတမ်းပြင်ဆင်ပြီးတော့ training တွေသွားပြီးတော့ကကစူးစားခဲ့တယ်ဘောနော်ပြီးတော့ဒီ talent competition မှာဆိုလဲကကကကရဲ့ talent ဖြစ်တဲ့ဒီပကြီဆွဲပြီးတော့ဒီကကပေါ့နော်ရှင်ပြိုင်ခဲ့တယ်ပေါ့ ဒီရက်ပြိုင်ပွဲပြပြချင်းတော့ကကနည်းနည်းတော့ emotional down ပါသေးရကကအခန်းထဲကခန်းပြင်းအောင်မထွက်ဘူးပေါ့နှစ်ရက်လောက်သုံးရက်လောက်ကကအိတ်တယ်ကကစားရလုံးဝကကဒီပြိုင်ပွဲတစ်ချောင်းအရန်ပင်ပန်းခဲ့ရလေစိတ်ကောလူရောကကငွေဆိုလို့ရှိရင်လည်းအရန်ကုန်တယ်ပေါ့နော်ပြိုင်ပွဲမှာငါစုမရလို့ငါတော့မဝင်လို့ငါတော့အရင်ရှင်းမရှိဘူးငါတော့တတ်မိုးမရှိဘူးအဲ့လိုမျိုးကကမတွေးဘူးပေါ့နော်ကကကိုယ့်ရဲ့အဲ့လိုတတ်မိုးကိုကကအထိကိမခံပါဘူးကိုယ့်ကိုဆက် respect အပြည့်ထားရပေါ့နော် ဲ့တော့ကကထပ်ပြန်မှုစီစဉ်နေရှိပါတယ်ခံပတ်လာဖို့ပေါ့နော်ဒါပေမဲ့ဒီကခံပတ်လာရင်တော့ကကအားပြည့်ပြိသက်တွေအများကြီးရှိပါပဲကကထပ်ပြီးခံပတ်လာတော့မယ်အဲအဲ့ဒါကြောင့်ဝါစင်ဥပကကြောင့်အခုကကကြိုက်ထုတ်ကိုစားပြုတ်မို့လို့ဒီကြိုက်ထုတ်မျိုးရဲ့ဒီအနှစ်သာရဝါစရုပ်အနေနဲ့ကကတင်ဆက်ပြသခဲ့တာပေါ့နော်ကကနောက်ထပ်ခံပတ်လာတဲ့အခါမှာကကဘယ်မျိုးကိုစားပြုတ်ရမလဲဆိုတော့ကကမသိသေးဘူးပေါ့ဒါပေမဲ့ကကဆိုတာနဲ့ဟိုမိုက်စားရလာမယ်ဆိုတာပြိသက်ကိုသိစေချင်တာပါ အဲ့တော့နောက်ထပ်နောက်ထပ်ကကပြိုင်ပွဲဝင်ပြိုင်တဲ့ခါကျရင်လည်းစောင့်မြော်ပြီးအားပေးကြပါလို့အခုကကရောလည်းဝါစရုပ်နေနဲ့တိမြင်တွဲမြင်ကြရပေါ့နော်တွဲမြင်ကြရပုံမှာလည်းကကရန်ဝန်းတာပါတယ်အဲညီမရောအခုပေါ့နော်ဝါစရုပ်ဆိုရင်ညီမနဲ့ကကဆိုရင်ဝါစရုပ်ဝါစရုပ်ဆိုကကပဲအဲ့လိုမျိုးပေါ့ပြိတ်သက်တွေအတိမတ်ပြူတယ်ကကရဲ့ဘယ်လိုပြပြမလဲဒီကက Miss Grand မြန်မာပြိုင်လို့ကကလိုချင်တဲ့ result တစ်ခုအထိမရခဲ့ပေမဲ့ပေါ့နော် ကကစူးစမ်းမှုပြိတ္တရအတိမတ်ပြူတယ်လက်ခံတယ်ပေါ့နော်ကကတကယ်စူးစမ်းခဲ့တာကိုတကယ် effort ထုတ်ခဲ့တာကိုပြိတ္တရမြင်တယ်ပေါ့နော်အဲ့အတွက်အဲ့လိုမျိုးအတိမတ်ပြူရတယ်ကကတကယ်စုရမရပါမယ်လဲကကကျင့်တတ်ပါရဲ့လို့ကကပျော်ပါတယ်လို့ဟုတ်ကဲ့အဲပြီးတော့ပေါ့နော်အခုဒီနေ့ဆိုလို့ရှိရင်ဒီပွဲကိုမလာခင်ပေါ့နော်အဲအဲရနေအထွက်ပေါ့အဲရနေအထွက်တကယ်ချင်းနဲ့နှစ်ယောက်တို့ထွက်လာထွက်လာတဲ့အခါမှာ အဲရက်ကွက်တွေကပေါ့နော်ဈေးရောက်တဲ့ဟိုပါပေါ့နော်အဲဈေးဆက်အနီပေါ့နော်ဈေးဆက်အနီကနေပြီးတော့နောက်ကနေလှမ်းអော်ရဲတဲ့ဟိုဝါရဲဟိုဝါကြိတ်တို့ဝါစိယုံမလေးဆိုပြီးလှမ်းអော်ရဲအဲ့တော့တငယ်ချင်းကကြားတာညီမညီမမကြားဘူးမကြားပဲနဲ့တငယ်ချင်းကကြားပြီးအဲ့ပြီးတော့အဲ့ပြန်ပြောပြတာပေါ့နော်အဲ့ရှိမှာအရန်ကြီးရာဟဲတကယ်ကိုယ်သိရလားပေါ့အရန်ဝမ်းတာရေပေါ့အဲ့အဲ့လောက်ထိကိုယ်ရက်ကွက်တွေကအဲကိုနဲ့ရင်းနှီးရဲအဲ့လိုမျိုး အန်ဒီအတော်ရရကြကိုကိုတိနေမယ်ဆိုတာကိုကမထင်ထားခဲ့မိပေါ့နော်အဲ့တော့တကယ်ကြအဲ့လိုမျိုးပြန်ပြောပြအရင်ရရပါတယ်အဲ့တော့အဲကကောက်ပေါ့နော်ဝါစိုက်ုံနေနဲ့တော်တော်များတိနေပြီဆိုပြီးတွေးမိပါတယ်ဟုတ်ကဲ့